စုံတယောက်စီရတရားတရေးတစ်ခုကိုရယူလိုရဲဆိုပါစို့အဲ့ဒီအရာကိုဘယ်လိုရအောင်ယူမလဲဆိုတဲ့မိကုန်းအလောတကြီးဖြေဖို့မဟုတ်ပဲသူ့အချင်းကိုအချင်းကိုတိချာစွာတတ်တတ်ဖို့ပဲဖြစ်တယ်ဘယ်လိုလူပုဂ္ဂိုလ်မျိုးပဲမဆိုအေးတဲ့အင်အားချင်းနေမှာမဟုတ်ဘူးအမြင်နဲ့ကန်စားတာတက်နေမှာမဟုတ်ဘူးသူ့အင်အားချင်းနေတဲ့အချိန်မှာထိတ်တဲသွားပြီးရင်ဆိုင်ရင်တရားတန်ကြီးမရရုံမကဘူး ကိုယ့်ရဲ့ကုစမ်းကုစားတွေပါဆွေးထုတ်သွားနိုင်လေ။ဒါကြောင့်အချိန်တစ်ခုကိုစောင့်ရမယ်။တဘာဝလောကကြီးကအတက်ကျသဘောရင်းနဲ့ဖွဲ့စည်းထားတာဖြစ်လို့ကိုစောင့်နေတဲ့အချိန်ကလည်းသေချာပေါက်ရောက်လာမှာပဲ။ဒါပေမဲ့ပြီးဆိုလဲစောင့်နေရမှာမျိုးတော့မဟုတ်ဘူးနော်။အရာရာအတွက်အဆင်သင့်ပြင်ထားပြီးခလုတ်ပေါ်လက်တင်ထားတဲ့အနေအထားမျိုးနဲ့သွေးအေးအေးစောင့်နေရမှာပါ။ ထိုက်သူနဲ့အချင်းရောက်ပြီးဆိုတာနဲ့ခလုတ်ဆွဲပြီးလူချင်းနဲ့တန်ရတန်ကြီးကိုအလွဲတကူယူလိုက်ရုံသား